ဒီနေ့ရောက်ချင်းမှာဆေးဘက်လက်ဘက်မှာဈေးသွားဝယ်တာလေးကိုဗီဒီယိုလေးလုပ်ပြီးတော့မှတ်တမ်းလေးတင်ထားပြပါတယ်ချိုးရအောင်ဆိုတော့ခေါ်ချိုးရအောင်ပါချောချောလေးကတော့သူလှုပ်ချင်တာလေလိုက်လုပ်နေပါပြီချိုးရအောင်ရှင်းပြီပါရောပါအစီပက်ဟာစစားတာတော့ထထကောက်ရမယ်ဆက်ချောက်ရစမ်းဖတ်ချစ်ချစ် ။ TikTok မှာတွေ့ထားတဲ့ဘလော့တွေကိုကြည့်ပြီးတော့သူကအဲ့တိုင်းလိုက်လုပ်နေတာပါ။这里，我去偷的。哎呦妈！这个节目吧，三百块钱都不行，着急。妹妹，啊着急，三百块钱。都为今天说了，眼里带你打包。哎呀哎呀哎呀！OK。 ရေခဲထည့်ပြီးတော့ခုနကဝယ်ထားတဲ့ချိုးရင်နဲ့ဂျယ်လီနဲ့ကိုကောင်းတာမှသွားရှင်းမယ်။အဲ့ဒီရေခဲခွက်တဲကိုခုနဝယ်လာတဲ့ချိုးရင်နဲ့ဂျယ်လီကိုထည့်မှာဖြစ်ပါတယ်။ဒီနေ့ခေါမလိုက်ရေခဲမစားနဲ့ဆို။ဘာမှမသိဘူးကဘယ်ကြောင့်လဲမနဲ့ပုတ်ပြစ်တယ်ဘဘွားမလိုက်တဲ့ရေခဲတွေမစားနဲ့တဲ့ ဖွားရှိမှတော့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးအခုတော့မြင်တဲ့အတိုင်းပါပဲသူလှုပ်ချင်တာတွေကိုစမ်းသပ်နေပါပြီသူကတောက်ချင်တာကနည်းနည်းပါစမ်းသပ်ချင်တာများများဖြစ်ပါတယ်ဂျယ်ရီတွေကိုထဲတော့မယ်သူဟာသူလှုပ်ချင်ရတာလှုပ်နေရင်ပျော်နေတာဝင်နေပါပြီဝင်နေပါပြီ ဒါကတော့ဝယ်ထားတဲ့ပစ္စည်းတွေကိုကျွန်မပတ်စံရှင်းနေတဲ့အချိန်မှာသားဖားတွေရှေ့မှာစောင့်နေတာဖြစ်ပါတယ်။ဒါကတော့ပြန်ပြီ။လာတော့ရတဲ့ဆိုင်ကယ်တစ်စီးကိုသားဖား၃ယောက်ကစီးလာတယ်။သားကတော့စပိန်နဲ့ပေါ့။အလားတော့တော့ဗီဒီယိုမရိုက်လိုက်ရဘူး။အပြန်ကြမှာတရားလေးရိုက်ထားတယ်ပေါ့နော်။အင်းကျမတို့နေတဲ့ဟိုတယ်လေးကမြို့အစွန်မှာဖြစ်တယ်ဗောနော်ဆိုတော့နေပတ်ကလေးလို့ဖြစ်နေတာကအရန်ตายရတယ် ကျမတို့တောင်ကြီးဘက်ကျမတို့ Top Channel တွေရှိတဲ့နေရာလေးနဲ့လည်းအရင်တူတယ်ပေါ့နော်ဆိုတော့ပါဠိရှိရာစပင်စီးသွားတာကိုကြည်ပြီးတော့ကျမလည်းကြည်နူးနေတယ်အခုဆိုရင်သားကသူ့ကိုယ်သူအရင်ကဦးဆောင်တတ်နေပြီစပင်နေလည်းကျွန်းကျွန်းကျဉ်ကျဉ်စီးတတ်နေပြီချောချောအရင်ပြောနေတယ်ဆိုင်ကစီးရလို့ရာသီဥတုတရားတွေအဲ့ဒီရက်ကမိုးမရွာဘူးအရင်လည်းမပူဘူးဆိုတော့လေနေရထိုင်ရတာအရင်ကောင်းတယ် အခုဒီကနေပြန်ပြီးရတယ်သူတို့မောင်နှမတွေရေကူးကြမှာဖြစ်ပါတယ်ကျမတော့မကူးဘူးဟုတ်ကဲ့အောင်ချက်ပူတာနိုင် မကောင်းဘူးတော့မကောင်းဘူးတော့ဟုတ်ပါမှာတူကြီးအာဆရာကြီးရကူမလာလားဟိုခက်ကြတယ်အဲ့နားဦးပါဘိုးဘောဟုတ်မှားလေဒီကူနေကြပါတယ်သူတို့တွေကိုအခုလိုမျိုးမြင်ရတာအရင်ကိုစိတ်ချမ်းသာတယ်ဒီမြင်ကွင်းလေးကိုကြည့်ပြီးတော့ကျမတို့အရင်နဲ့ပီတိဖြစ်မိပါတယ် တကယ်တော့မိသားစုရေဆိုတာတယောက်နဲ့တယောက်ချစ်ခင်နေဖို့ပဲလိုအပ်ပါတယ်တယောက်တယောက်ကြောက်နေဖို့မဟုတ်ပါဘူးတဲ့တဲ့ဝင်းနေရည်ဖြစ်ရည်ရက်နဲ့ဆိုဘလို့ရပြုံးဆိုအတူတူဆိုင်နိုင်တယ်ကြောက်ဖြတ်နိုင်ပါတယ်တာသမီတွေကလည်းမိဘကိုချစ်တယ်ဆိုလို့ရှိရင်တော့မိဘရဲ့ရှေ့မှာပဲဖြစ်ဖြစ်ကိုယ်ရမှာပဲဖြစ်ဖြစ်မိဘမကြိုက်တာကို လုံးဝမထင်ပါဘူးသူတို့လေးကြီးကျမပြောရှင်နေတာမြင်ရတာကိုကျမတော့အရင်ကျေးဇူးတင်ပါတယ် အခုဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ကျမရဲ့မိတ်ဆွေအားလုံးနဲ့ကျမတို့လိုပဲစိတ်ချမ်းသာကိုကျမ်းမာပြီးတော့ပျော်ရွှင်တဲ့မိသားစုဘဝလေးတွေရရှိကြပါစေလို့ဆုမကောင်းတောင်းပန်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြမယ်နော်ကျမတို့မိသားစုရဲ့အမှတ်တရဗီဒီယိုလေးကိုဆုံးနဲ့ဒီကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်